တူရကီကလပ်ဂလာတာစာရီအသင်းဟာအင်တာမိုင်ယာမီအသင်းရဲ့ခြေပွင့်လျိုနယ်မက်ဆီကိုအငှားနဲ့ခေါ်ယူဖို့စီစဉ်နေတယ်လို့သတင်းတွေကထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာဂလာတာစာရီပိတ်သက်တွေဟာအယူမှုဖြစ်သွားခဲ့ကြပြီးမက်ဆီတို့ဇနီးမောင်နှံရဲ့ Twitter, X နဲ့ Instagram အကောင့်တွေမှာရှိတဲ့နောက်ဆုံး post တွေအောက်မှာသူတို့အသင်းအတွက်လာကစားပေးဖို့ဖိတ်ခေါ်တဲ့ comment တွေဝင်ရခဲ့ကြပြီးတော့တိတ်နဲ့ချီတဲ့တရှိနေခဲ့ပါတယ်။ Major League ဟာဒီဇင်ဘာလကနေမလာထိရာသီပိတ်ချိန်ဖြစ်နေတာကြောင့်အဲ့ဒီကာလအတွင်းမှာမက်ဆီနေနဲ့ပွဲမပြတ်စေဖို့ရည်ရွယ်ချက်နဲ့ဂလာတာစာရီကအငှားခေါ်ဖို့ရည်ရွယ်ထားတာလို့ဆိုပါတယ်။ တကယ်တော့ဒီသတင်းကိုစတင်ရေးသားခဲ့တာကတော့တူရကီအားကစားသတင်းစာဖြစ်တဲ့ Photomask ကလောအဲ့ဒီသတင်းဌာနဟာအပြောင်းရွှေ့ကောလာဟလတွေကိုမကြာခဏဖော်ပြတတ်တာကြောင့်ဂျုံစားလို့မရနိုင်ဘူးဆိုပေမဲ့ Galata Sari ပိသက်တွေကတော့အယူအမဲသားကြွေးတယ်လို့ဖြစ်သွားခဲ့ကြပြီးတော့ Social Media မှာတောင်းဆိုမှုတွေပြည့်နေခဲ့ပြီလည်းဖြစ်ပါတယ်မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားချင်းသူများအတွက် Body Bag လာပါပြီ အင်တာမိုင်ယာမီအသင်းအတွက်မေဂျာလိပြန်ပွဲကပုံမှန်ရသည့်ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီးတော့ရာသီသစ်ကလာမယ့်နှစ်မတ်လဝန်းကျင်မှာမှပြန်လည်ဆက်တင်မှာပါ။ဒါကြောင့်အာဂျင်တီးနားအသင်းကောင်းဆောင်လျော်နယ်မက်ဆီက2026ကမ္ဘာဖလားပြိုင်ပွဲမတိုင်ခင်ပွဲတွေအဆက်မပြတ်ရှင်ပြန်ကစားခွင့်ရရှိစီဖို့အတွက်ဆော်ရီလီမှာတော့ရကစားဖို့စိတ်ကူးခဲ့ကြောင်းပြီးခဲ့တဲ့ရက်တရက်ပတ်အတွင်းကလည်းသတင်းထွက်ပေါ်ခဲ့ပါတယ်။အခုဂလာတာဆာရီအသင်းကမက်ဆီစိတ်ကူးထားတဲ့အတိုင်းလေးလတာအငှားစာချုပ်နဲ့ခေါ်ယူဖို့ချိန်ဝေလာခဲ့ခြင်းဖြစ်ပါတယ်။ဂလာတာဆာရီအသင်းကမက်ဆီကိုမကြခင်တရားဝင်ကဲလန့်မှုစီစဉ်နေပြီးတော့အင်တာမိုင်ယာမီအသင်းမှာတနည်းအတွက်လာစာပေါင်15သန်း ရှိနေတဲ့မက်ဆီကိုလေးလာတာအတွက်အဒီနှုံနာတိုင်းပေးချေသွားဖို့အစဉ်သင်းရှိနေကြောင်းနယ်မဲကျော်တူရကီအားကစားမီဒီယာဖိုတိုမက်စ်ကနေထပ်မံဖော်ပြခဲ့ပါတယ်။ဖြစ်နိုင်တဲ့ပတ်အချက်ကနေတွေးကြည့်မယ်ဆိုရင်တော့အာဂျင်တီးနားနဲ့တူကမ္ဘာပလကစားမဲ့မက်ဆီအနေနဲ့ပွဲပြက်လက်မှုမရှိအောင်အငှားထွက်ကစားတာမျိုးဖြစ်နိုင်တယ်လို့ Honorary လေးမေဂျာလိမှာကစားနေရင်လည်းအာဆင်နယ်စီကိုအငှားပြန်ခဲ့ဘူးပါတယ်။ဖြစ်နိုင်ချေရှိတာကတော့မက်ဆီဟာမေဂျာလိနားချိန်မှာမိသားစုနဲ့တူမိုင်ယာမီမှာပဲအနားယူဖို့များတယ်လို့သိရပါတယ်။ဂလာတာစာရီသင်းဟာလက်ရှိချိန်မှာတူရကီစူပါလိဂ်ကိုဦးဆောင်နေပြီးတော့ချန်ပီယံလိမှာလည်းနိုင်ပွဲဆက်နေတဲ့အသင်းဖြစ်ပါတယ်။